အားလုံးပဲမြင်လာပါခင်ဗျ YouTube channel လေးဖြစ်တဲ့မြင်သာ support channel ကလည်းကျေးဇူးပါတယ်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒီနေ့ဒါဥရောပဂျာပွဲစဉ်ဖြစ်တဲ့လိပ်ပွဲစဉ်တွေကိုကျွန်တော်ရေး share ပေးသွားမှာဥရောပလိပ်ပွဲစဉ်ထဲမှာ Italy City ရဲ့ပြင်ပေါ့နော် England ရဲ့ပေါ့နော်ဒါ Leap Cup ဖလားပွဲစဉ်ကိုကျွန်တော်ရေး share ပေးသွားမှာလည်းဖြစ်တယ်ဗျအဲ့တော့ဗီဒီယိုနှစ် ပုဒ်နဲ့တင်ဆက်ပေးသွားမှာပထမဆုံးပွဲစဉ်မှာဆို Italy City ရဲ့ပေါ့နော်ဒါအသောဆုံးဒါရှင်းပြန်ကစားကြလိပ်ပွဲစဉ်အပြင်ပေါ့နော် England ရဲ့ဒါလိပ်ပွဲစဉ်ကတော့ကျွန်တော်အနေနဲ့ဒီနောက်ကျဗီဒီယိုတစ်ပုဒ်နဲ့တင်ဆက်ပေးသွားမှာဖြစ်တယ်ဗျ ဆိုတော့ပထမဆုံးပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်တယ်ပဲဒါကတော့ Italy CDA ဒါကျွန်တော်ရဲ့စိတ်ကြိုက်ကျွန်တော်ရဲ့အကြိုက်နှစ်သက်တကြီးပဲရွေးချယ်ပေးထားဖို့ဟိုပေါ့နော်ဒါညီကိုတို့အကြိုက်ချင်းတူမှလိုက်ပြီးဆော့ကစားလို့ရတယ်လို့မကြိုက်တဲ့ညီကိုတွေကကိုကြိုက်တဲ့ဘက်ကနေပြောတာတင်တော်သလိုဆော့ကစားလို့ရပါတယ်ဒါကျွန်တော်အနေနဲ့တိုးတိုးနဲ့လူကြီးပဲသွားမယ်။နောက်ကြမယ်ဆိုတာကတော့ကျွန်တော်ရွေးချယ်မှုမှာဒါဒီလိုမျိုးခြောက်ဝဲနေမှာတိတ်တိတ်မပါဘူးဗျ။ဒါအမှန်တမ်းပြောပြတာ။အလောက်ကတဖန်နဲ့ပြီးကြလို့ရှိရင်ကျွန်တော်နဲ့ဒီနေ့နေရာမှာတော့ပတ်ဝန်းကျင်နေတဲ့ပြုဆရတယ်။အာပတ်ဝန်းကျင်နောက်ရှက်မှုတွေဖြစ်မှကြောက်လို့ပေါ့နော်။အဲကျတော့ကျွန်တော်ဒီနေ့ ညပထမဆုံးအစောဆုံးပွဲစဉ်ဖြစ်တဲ့ Jupiter Net ဒီ Udin Deposit ကိုကျွန်တော်ရွေးချယ်ထားတာဖြစ်တယ်ဗျ။အဲ့တော့ Jupiter ကကနေဦးစီးပေါက်သွင်းပါဆိုလို့ရှိရင်အခုလက်ရှိပေါ်ရေးမှာတလုံးသွင်းသွားရင်ပြာဆုံးရှုံးသေးကြတာကိုပေါင်းစည်းနှလုံးရှုံးသေးပေးထားဗျ Udin Net ကို။အဲ့တော့ Udin Net ကိုတလုံးသွင်းသွားရင်ဒါပြာဆုံးရှုံးသေးရတယ်ပေါ့ပေါင်းစည်းနှလုံးရှုံးသေးပေါက်ပေးထားတယ်။ Jupiter တို့ဒါနိုင်ပွဲပြန်လဲမရယူနိုင်သေးဘူးဗျအခုချိန်ဒီပဲ။နောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုတော့ဒါတေခံကဏ္ဍပြီးတော့ဂျားပွဲဒီမှာလည်းရှုံးနေထားတွေ့ရတယ်။ Udin Net ကို နောက်ဆုံးပြသတဲ့ပွဲမှာဆိုတေရင်နဲ့အချုံနဲ့လည်းဒါတွေ့ထားရပြဒါပေမဲ့သူ့တဲ့ရမယ့်လိုအပ်ချက်ရှိတာအကျူပင်ပြဂျူပင်နဲ့ဒီနေ့ပွဲရှုံးသွားရင်နီးပြတော့ကတော့ဒါတော်တော်လေးကိုဒါလှုပ်ခတ်သွားမှလည်းဖြစ်တဲ့နီးပြနေရတာတော့ကိုဘိုလ်သေးတလုံးသွင်းမှပြဆုံးရှုံးသေးပေးထားတယ်ခေါပေါင်းသေးနှလုံးရှုံးသေးဆိုတဲ့ဒီတိုင်းမှာကိုခံမရလကောဂျူပင်ဒီနေ့တူးစီလောက်နဲ့ပြီးဆုံးသွားပြီးရောပေးရရင်လည်းဒါ1 C ဒါ3 1ဒီလောက်ပဲပြန်ဖြစ်သွားမယ်ဒါတကူပြန်ပေးရမယ်ပြောပါဘောနော်အဲ့တော့ကျွန်တော်ရဲ့ကိုခံမန်းရလည်းပြီးသွားတော့စိတ်ကြောက်ရွေးချယ်ပေးရမှာဆိုရင်ဂျူပင်နဲ့ဦးတီနစ်စပွဲစမှာကျွန်တော်ကတော့အနိုင် ပြန်လဲချပွေလာမဲ့အင်ဝင်ဖြစ်တဲ့ဂျူပင်တက်ဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။နောက်ထပ်တပွဲဖြစ်တဲ့ပြကျွန်တော်ရူမားနဲ့ဒါပါမာပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားတာဖြစ်တယ်။ရူမားကတော့ဒါအစင်စရာရဲ့ဒါအီတလီစီးမှဆို3ပါမာကတော့15ပြ။ပါကချုံပွဲတွေ့ထားရဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်မှာရူမားကတော့ဒါနောက်ဆုံးဥရောပပွဲစဉ်ပေါ်တော့ဒါချုံနေထားပြီးတော့လိပ်ပွဲစဉ်တွေမှာလည်းဒါအကောင်းဆုံးပုံစံနဲ့ဖြတ်ကျော်ထားတွေ့ရပြ။နေနိုင်ပွဲပြန်လဲသွားဦးမလား။ဆိုတော့ယနေ့ဖောက်ပေးထားတဲ့ဒီပါမာနဲ့ဂျူမားတို့ပွဲစဉ်မှာဆိုလို့ရှိရင် ရိုမနေပြီးတော့ဒါဒလုံးတွေပေးထားတဲ့ပုံစံမှာဆိုရင်ကိုပေါင်းတဲ့နှလုံးမှာပြဆုံးရှုံးပြီးပေးထားတယ်ဗျ။ဆိုတော့ကျွန်တော်ကဒီနေ့ရိုမနဲ့ဒီပမာရုပွဲစဉ်မှာအနိုင်ကိုပြန်ပြီးတော့စင်စရာနဲ့ဘက်တွေကိုအပြောင်းလဲပြုတ်လို့သွားလာမှလို့မြင်မိတယ်ဗျ။တွေးလဲတွေးမိတယ်ခမန်းမိတယ်ဂိုကမန်းရလကတော့ဒါရိုမနိုင်သွားရင်ဒါ1စီဒါ1တက်ဒါလောက်ပဲပုံစံတော့ဖြစ်သွားနိုင်တယ်။ကိုပေါင်းသေးနှလုံးသွင်းမှာပြဆုံးရှုံးသေးတာစိတ်ကြက်ကိုပြထားစမယ်နှလုံးသေးသေးတာအဲ့မှာဆိုရင်ရိုမကတော့အိမ်ဝင်မှဆိုမချုံးတော့ဘူးဗျ။ကျွန်တော်စိတ်ကြက်ကိုရွေးချယ်ပြရမယ်ရိုမနဲ့ဒီပမာရုပွဲစဉ်မှာဆိုကျွန်တော်ကတော့ ဒါမှမဖြစ်တဲ့ rumor body ကိုပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးခြင်းနဲ့ပေါ့နော်နောက်ထပ်တပွဲဖြစ်တတ်တာ inter ဘွဲကိုသွားမှာဗျ inter ကတော့နောက်ဆုံးကစားကတဲ့ဘွဲထဲမှာရှုံးနေတာ Fiorentina ကလည်းရှုံးနေတာလေဗျဒါပေမဲ့ inter ကတော့နောက်ဖုံးကစားကတဲ့ဘွဲထဲမှာတော်တော်လေးကိုဒါရှုံးနေတာ3-1နဲ့ Fiorentina ကလည်းကိုပြတ်နဲ့ရှုံးတာအဲကြတော့ inter အင်ဘွဲကနေယနေ့ဖောက်ပေးတာ Fiorentina ဈေးမှာဒါသလုံးသွင်းမှာဒါဆုံးရှုံးနေကိုပေါင်းစုံတော်တော်တော့ဆားသေးဖောက်ပေးတာလေ ိုတော့ဖီယိုတီနာရမှတ်လိုအပ်ချက်တွေအများကြီးရှိနေဆိုပေမဲ့ဒါအင်တာကလည်းသူ့တဲ့ပို့ပြီးတော့ရှက်ရှိတယ်အိမ်ကွင်းမှာသလုံးသွင်းပြောင်းဆုံးချုံပြီးဝန်သလုံးတစ်ဝက်စားသေးပြီဆိုရင်နောက်ဝက်ပြန်လဲရှာပြီးတော့အနိုင်ပေချာတော့နဲ့ကတ်နိုင်သွားမယ်ကျွန်တော်အိမ်ကွင်းဖြစ်တဲ့အင်တာဘော်ဒီကိုပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်လည်းလေပွဲစဉ်ဖြစ်တဲ့ဒါအီလက်စီပွဲစဉ်မှာဆိုလို့ရှိရင်ဒါအစောဆုံးပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဂျူပင်နဲ့အူတီနေစပွဲမှာကျွန်တော်ဂျူပင်ဘော်ဒီပဲရွေးချယ်ပေးထားတာပါ ရိုမားနဲ့ပါမားတို့ပွဲစဉ်မှာဆိုတော့ကျွန်တော်ရိုမားဘော်ဒီအပြင်အင်တာနက်ဒါဖီယွန်တီနာတို့ပွဲစဉ်မှာဆိုတော့ကျွန်တော်အင်တာဘော်ဒီပဲဆက်လက်ရွေးချယ်ပေးထားတာပါဒီသုံးပွဲလုံးညီကိုတို့အကြိုက်ချင်းတွေ့မှာဆိုရင်တော့မောင်းဘော်ဒီတွဲဆော့ပါစိတ်ကြရရွေးဆော့လို့ရပါတယ်ခင်ဗျာနော်အဆင်ပြေမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ရှုအားပေးတဲ့ညီကိုတို့ထူပဲကျေးဇူးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ